မင်္ဂလာပါ။အော်ဒီယိုပိုင်းစော်နိုင်မှကြိုးစောပါရစေ။ယခုတစ်ခါမှာတော့ဈေးမြင့်ဈေးကျိုးတော်နဲ့တိုက်တန်းကြီးဈေးကျိုးတော်ဆောင်ဖွဲ့ရနေကြညာထားတဲ့ကြညာချက်ကိုဖတ်ပြပေးပါမယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ဈေးမြင့်ဈေးကျိုးတော်နဲ့တိုက်တန်းကြီးဈေးကျိုးတော်ဆောင်ဖွဲ့ဈေးသူဈေးသားများတို့အတိပေးကြညာချက်20ရက်4လ2025ဈေးကျိုးတော်အရိယာတွင်ရှိကလေးဘဲတန်တဲ့ဈေးရုံတည်တည်ဤကြန့်ခိုင်မှုနဲ့ အနေရကင်းရှင်းရေးတို့အတွက်တယန်စာတဝန်ကြီးဦးဆောင်သောတိုင်းဒေသကြီးအဆင့်စစ်စေးရေးဖွဲ့များနဲ့၃၀၄လ2025ရဲ့နေ့တွင်၎င်းအနီးအနိုင်ငံဘေးရနေရကင်းရဲနှင့်ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့တို့နှင့်9လ၄လ2025ရဲ့နေ့တွင်၎င်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်စစ်ဆေးတွဲရှိချက်များအရတောင်မြောက်တိုက်တန်းကြီးအဆောက်အဦများကိုအနီးအောင်စစ်တပ်မှတ်ပြီးဖြတ်သိမ်းသွားမည်ဖြစ်ပါသည် ဆိုင်ငန်းပိုင်ရှင်များပစ္စည်းများတည်ယူခွင့်ကို900လေးလ2025ရင်းနှစ်ထိခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်အစင်းမြင့်စေချို့တော့ပင်မအဆောက်အဦမှာတိကိုင်းမှုများမတွေ့ရှိရပဲကြံ့ခိုင်မှုကောင်းမွန်ကြောင်းစစ်ဆေးတွေ့ရှိရပါသည်ဆိုင်ငန်းရှင်များကိုတန်ရှင်းရဲနှင့်ဈေးဆိုင်ငန်းများတက်ခင်းပြုပြင်ရန်21ရက်လေးလ2025မှ23ရက်လေးလ2025ရင်းနှစ်ထိမနက်၈နာရီခွဲမှ ညနေ၄နာရီထိဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီးရုံတွဲမှန်းကြန့်ခိုင်မှုစစ်ဆေးခြင်းနဲ့ရုံဝင်လန်းထွက်လန်းရှင်းလင်းခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်24ရက်2025ရက်နေ့မှစတင်ပြီးစစ်မြင့်ဈေးကျတော်ဈေးရုံကြီးကိုဈေးဖွင့်ရက်များတိုင်းပုံမှန်ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ပါသည်သတိပေးချက်အနေကင်းရှင်းရေးကိုအဓိကဦးစားပေးသည့်အနေဖြင့်ညွန်ကြားချက်များတိုင်းလိုက်နာဆောင်ရွက်ပေးပါရန်မြစ်တာရက်ခံပါသည် ရောင်ဝင်လန်းထွက်လန်းများရှင်းလင်းရေးကိုအဓိကထားဆောင်ရွက်မည်ဖြစ်ပါသဖြင့်မိမိဆိုင်ဧရိယာအတွင်းသာပစ္စည်းခင်းကျင်းရပါမည်။အစာဦးဟောင်းရှင်းလင်းရေးစက်ရနရများအဝင်ထွက်ရှိပါသဖြင့်ရင်ရနာခွင့်အကန့်အသတ်ရှိနိုင်ပါသည်။အနေရှိအစာဦးများအနေတဝိုက်ကိုရှောင်ကျဉ်ကြပါရန်နှင့်ပတ်ဝန်းကျင်အနေထားကိုလေ့လာပြီးမှသွားလာကြပါရန်အထူးတရေပေးပါသည်။အစင်းမြင့်ဈေးကြော်နှင့်တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်ဖွဲ့